အားလုံးပဲမင်္ဂလာပါရှင်။ဆရာကိတိမရေးသားထားတဲ့ဝင်ကဘာထောင်ချောက်ဝိထုကို အပိုင်းနှစ်နေနဲ့ဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်။ကျမနဲ့တူနားဆင်ခံစားပေးကြပါအောင်ရှင်။အမျိုးသမီးကြောကြီးနဲ့စိန်အိုးဟူသည့် driver ပိန်66တို့မှကြံရန်ခက်ထန်တန်ဆွမ်းလာသည့်ကလဒိန်လူစုလူမိုက်နှစ်ဦးအားအထိနာပြီးမလှန်နိုင်အောင်တေသက်လှပစွာတိုက်ခိုက်အလဲထိုးလိုက်နိုင်သည့် လူငယ်အားလွန်စွာအံ့ဩသဘောကျစွာငေးကြည့်လိုက်ပြီးမောင်လေးရဲ့ကျေးဇူးတင်လိုက်တာကွယ်မောင်လေးသာအချိန်မီရောက်လာပြီလို့ပဲမိမိချောကကျေးဇူးတင်စကားဆိုရင်သူမဤဒရိုင်ဘာကိုအလိုမကျစွာမျက်မှောင်ကုတ်လျက်ဖြတ်ခနဲလှဲကြည့်လိုက်ပြီးကိုစိန်ဦးတို့ကတော့လေအရေးကြုံလာရင်ဘာမှအာမကိုရဘူးယောက်ျားဖြစ်ပြီးဘလားကလည်းမရှိအတိုက်ခိုက်အသက်ပုံကလည်းမတက်နဲ့ဟူဆိုလိုက်ရာကိုစိန်ဦးမှာမျက်လုံးလေးပီကလပ်ပီကလပ်ယူရင်း ဟုတ်ဟုတ်ကဲ့မမကီသည်နောက်ဆိုရင်ဘလာကောင်းအောင်ဝိတ်တွေပါနေမှာပါမယ်ပြီးတော့ထိုးတာကြိတ်တာတွေတက်ဖို့အတွက်တိုင်းတွေပါတွေလည်းသင်မှာမယ်တော်ပါတော်ပါတကူပြီးမှထိုးဝင်းထမနေပါနဲ့တော့ထိုးစင်ကလဒိန်လူစိုးလူမိုက်နှစ်ဦးမှာလဲကြနေရမှဒရင်ပြိုင်ဖြင့်ထားကြရင် လူငယ်နှင့်အမျိုးသမီးတို့အားမကြေမနက်နှင်းကြီးကတူကိုတူလက်ဆွဲဖေးမလျက်ကံတော်မင်းပန်းချံပဲစီတို့ထွက်ခွာသွားကြတော့၏ လူငယ်ကအမျိုးသမီးချောအားကြည်လိုက်ပြီးကဲကားကရောဘာဖြစ်လို့လဲဆက်ပြက်သွားတာလားဒီနေရာကလူပြက်ပြီးတော့လူရက်တာတွေပေါ်တယ်မမတို့ဒီနေရာကနေမြ мян သွားကြရင်ကောင်းမယ်ကိုပြောလိုက်ရာကိုစိန်အိုးကကားကစီပိတ်သွားလို့ပါအခုကောင်းသွားမှာပါဦးပြပြတလဲပြောရင်ကားကောင်းပဲပြန်ပြီးသွား၏ကားဆက်ကောင်းတဲ့သူကောင်းပြန်ဆိုင်လေးရဲ့ဟိုနှိုက်ဒီနှိုက်လုံနေပြန်၏ထိုခါတွင် ကေတီဦးတော်မျိုးသမီးက ကားပေါ်ဒီကိုကြောမိပြီးလက်ပိုက်ရလိုက်လျက်လူငယ်အားပြုံးကြည့်လိုက်ပြီးနောက်မမရဲ့နာမည်ကကေတီတိုးလို့ခေါ်ပါတယ်ဘောင်ဒရီလမ်းမှာနေပါတယ်မြူတွေကအပြန်မြင်ဒီကုန်းကချစ်တီးထမင်းဆိုင်မှာစိတ်သားဟင်းဝင်ဝင်မလို့ဒီနေရာမှာကားပြက်ပြီးခုလူဒုက္ခတွေ့ရတော့တာပဲကွယ်ငါမောင်ရောက်လာပြီလို့ခုချိုချိုအေးလေးတန်းဖြင်းပြောလိုက်ရင်ငါမောင်နံမီကရောဘသူလုံးကွယ် ကိုမေးလိုက်ရာအသားညိုတော်လဲနှာတန်ပေါ်ပေါ်မျက်ခုံးကောင်းကောင်းမေယူတောင်းတောင်းနှင့်ယောက်ျားပီတမြမဆန်စွာတည်ကြည်သောအတညိုချောလူငယ်ကအသာပြုံးလိုက်ပြီးကျွန်တော်နာမည်ကျော်စွာလို့ခေါ်ပါတယ်မမ။ဩဒါနဲ့ငါမောင်ကဒီရန်ကုန်ကပဲလားဒီကန်တော်မင်းပန်းချံဘက်က အပန်းဖြစ်ဖို့လာတာလား။ကျွန်တော်ရဲ့ဇာတိက မြဝကျွန်းပေါ်ပင်လယ်ပိုင်းကပါ။ဝါဖြူတောင်နာကပင်လယ်ကမ်းဆက် တငါရွာလေးကပါ။ ပသိမ်မျိုးကိုတက်လာပြီးစိတ်ကန်းကူလီမြင်းလဲသမားအလုပ်တွေလုပ်ရာကကားဝါရှော့တစ်ခုမှာအလုပ်တဲ့အလုပ်သမားအနေနဲ့လုပ်ခဲ့ဘူးပါတယ်။နောက်ကျွန်တော်ဝါရှော့စရာတည်သွားတာနဲ့ပသိမ်မှာဆက်မနေချင်တော့လို့ရန်ကုန်တက်လာပြီးဝါရှော့တစ်ခုမှာအလုပ်လျားလို့ရာညာရှာဖွေနေသူပါ။ဒီနေ့တော့ရွှေကုံဖျားဖူးကျင်တာနဲ့ကျွန်တော်တဲခုနေတဲ့တရတော်ကျောင်းတိုင်းဖက်ကနေလမ်းလျှောက်လာခဲ့တာ။အခုဖျားဖူးပြီးဖျားဘော်ကဆင်းတော့ကန်တော်မင်ပန်းကျဲဘက်မရောက်ဘူးလို့ အဲ့ဒါသွားမလို့လာခဲ့တော့မမတို့နဲ့ခုလိုဆုံရတာပါပဲခင်ဗျာ။ဟုတ်သူဤဘဝဖြစ်စဉ်ကိုပါ ရှည်လျားစွာရှင်းပြလိုက်ရာ ကေတီတို့မှာကြောစွာအားခတ်ဆူးဆူးလေးဆိုင်ကြည့်တစုံတရာကို တွေးတော်စဉ်းစားလျက်ရှိနေလိမ့်ဤ။ထိုခိုင်မှာပဲဒရိုင်ဘာကိုစိန်ဦးဤဖူးကနေတက်ပြင်းချတန်းကြီးကြားလိုက်ရာဤ။သူ့ကြောင့်ကေတီတို့ကစိတ်ပြဲလဲပြဲတက်ပြင်းချလိုက်သူစိန်တို့အားလှဲကြည့်လိုက်ပြီးဘာဖြစ်လို့လဲကိုစိန်ဦးဘာလဲ။ ကားကပြင်းလို့မရတော့ဘူးလားဟိုစိမ်ရှည်တန်းဖြင့်ခမ်းမာမာမေးလိုက်သည်နှင့်စိန်အိုးမှာမျက်လုံးကို ပုတ်ခတ်ပုတ်ခတ်ပြုလျက်ဟုတ်ပါတယ်မမလေးရဲ့စီးပိတ်တယ်ပဲမှတ်တာ ခုတော့ဘာဖြစ်မှန်းကိုမသိဘူးခုညီးတွားပြောဆိုလိုက်ထိုခါကြောသွားကကားကိုစိတ်ဝင်စားကြည့်လိုက်ပြီးဒါဆိုကျွန်တော်မမရဲ့ကားကို ကြည့်ပေးပါရစေခုကူညီရန်ခွင်းတောင်းလိုက်ရာစိတ်ညစ်သွားဟန်ရှိသောကေဒီတို့၏မျက်နှာမှာဝင်းပါသွားပြီး ။အော်ဟုတ်ပါရဲ့။ငါမောင်ကကားဝက်ရှော့မှာလုပ်ဖူးတာပဲ။ကူညီတဲ့သဘောနဲ့ကြည့်ပေးပါလားမောင်လေးရဲ့။ကိုစိန်အိုးကိုအားကိုးနေလို့ကတော့ချီတီထမင်းဆိုင်ကဟင်းလဲစားရမှာမဟုတ်တော့ဘူးညနေစားငိုင်ကင်းငတ်ကင်းဆိုင်ပြီပဲကြောသွားသည်အချိန်ဖြည့်နှံ့မနေတော့ပဲကားဆက်ခေါင်းထဲသို့ငုံကြည့်လိုက်ပြီးကားဤချူရင်းချက်ကိုစစ်စစ်ဆက်ဆက်ရှာဖွေနေတော့ဤကားဤစီပိုင်းဤတိုင်းကြီးစသည်တို့ကိုတေချာစွာစစ်စစ်ကြည့်ရှုနေရမှာ ကားဘရိုက်ဒါနှင့်ဆက်ထားသောကျူးတစ်ချောင်းပြုတ်ထွက်လျက်ရှိသည်ကိုတွေ့ရရာဝက်ဦးလှဲ့ဖြင့်ပြန်ဆက်ပေးလိုက်ပြီးနောက်ကိုစိန်ဦးအားဆက်နှူးခိုင်းကြည့်ရာကားဆက်မှနိုးသွားတော့၏ဂေဒီတို့ကကြေနဲ့စွာပြုံးလိုက်ပြီး ဟောကြည့်တွေ့လားကိုစိန်ဦးရှင်နဲ့တူသလားဦးခန်းကောင်းကပြောလိုက်ရာကားစတီယာရင်ဂိုင်ထားရင်မှစိန်ဦးမှာသူ၏ဟန်ပန်တိုင်းမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုံရင်းမမမတူပါဘူးမမကေဒီ သူကကြော်စွာကျွန်တော်ကစိန်ဦးပါဟီဟီဟူဆက်ပြီးပြီးပြင်းပြောလိုက်ကီတီတို့ကမျက်ဆောင်တစ်ချက်ဒိန်ငနဲ့ပြေလွတ်လိုက်ပြီးယုံကြည်စိုးသလိုအကြီးကိုကြော်သွားပဲသူ့လှည့်လိုက်ပြီးဒါနဲ့မောင်လေးမင်းဒရိုင်ဘာလုံးလုံးနိုင်မလားဟူမေးလိုက်ရာကြော်စွာကအန်အောဝမ်းသာသည့်မျက်ဝန်းပြည်ကြည့်ရင်းဆွေမျိုးသားချင်းမိကိုစရာမရှိတဲ့ဒီရန်ကုန်မြို့တော်ကြီးမှာကျွန်တော်အတွက်အစားစရာနဲ့နေစရာရမယ်ဆိုရင်ဘာလုပ်ပဲလုံးရလုံးရတော့မှာပါပဲမမရဲ့ ဒရိုင်ဘာလုံးကတော့ကျွန်တော်ကျွမ်းကျင်ပြီးသားအလုပ်ပါရရင်တော့လုပ်ချင်ပါလေခင်ဗျာခုပြောလိုက်ရာကေတီတို့လည်းတဘောကြစွာပြုံးလိုက်ပြီးဒါဆိုမမရဲ့အိမ်ကိုလိုက်ခဲ့ပြီးတော့ဘာမှအသုံးမကျတဲ့ကိုစိန်အိုးကိုဒရိုင်ဘာယာရုကနေခြံဆောင်မာလီယာရုစီရှော့ချပြီးတော့မောင်ကျော်စွာကိုမမရဲ့ဒရိုင်ဘာယာရုခန့်ထားမယ်ကွယ်လာစားကတော့ဈေးငိမ့်30ပေးမယ်ကဲလုံနိုင်မလားခုမျက်စာလေးချီပြီးမေးလိုက်ရာကျော်စွာကလွန်စွာဝမ်းမြောက်ပျော်ရွှင်သွားပြီး ။အော်လုံနိုင်ပြီလားမမရဲ့ကျွန်တော်လဲဘုန်းကြီးเจ้าမှာမိခိုးပြီးနေရတာ။ရက်ကကြာလာတော့အာနာလာပြီ။ရှိစုမဲစုပသိန်းကပါလာတဲ့အတပြားလေးတွေလဲကုန်လူပြီးခပြက်လူနေပြီ။ဟူပြောလိုက်သည်နှင့်ကေဒီတို့ကလဲဟက်ခနဲတစ်ချက်ရဲလိုက်ပြီးကဲဒါဆိုခုချိန်ကစားလို့ငါမောင်ဒရိုင်ဘာတာဝန်ထမ်းဆောင်ပြီးတော့ကိုစိန်အိုးရှင်ဟိုဘက်ကိုတိုးပေးလိုက်။ဟူအမိန်ပေးလိုက်ပြီးနောက်ကားနောက်ခံတကားကိုခွင်းကကားပေါ်သို့ဆွေကနေတက်ထိုင်လိုက်၏ ကျော်စွာကဆက်ကိုနှိုးလိုက်ပြီးနောက်ကေဒီတို့ကလှည့်ပြန်ကြည့်လျက်မမကျွန်တော်တရတော်ကြောင်းလိုက်စီခဏဝင်ပါရစေအဲ့ဒီမှာကျွန်တော်ရဲ့အဝိတ္တတာလေးကြံခဲ့လို့ပါအဲ့ဒီတတာကိုယူရင်အတိဖုံတော်ကြီးကိုလည်းအလုတ်ကိုင်းနဲ့နေစရာရပြီဆိုတာရှောက်ထားနှုတ်ဆက်ပါရစေကဲသဘောတိုင်းပါပဲငါမောင်ရေမမကေဒီတို့ခြေသီးသမင်းဆိုင်ကစိတ်သားဟင်းကိုညစာနဲ့မှပေါင်းစားပါတော့မယ်ခုခက်ရွှင်ရွှင်လေးပြောလိုက်သည်နှင့် ဩစတင်ကားနဲ့ကလေးဒီကန်တော်မင်ပန်းချန်တပြီးမှညိုတဲ့ဘက်သို့ချိုးကွေးမောင်းထွက်သွားလေတော့သည်အခန်းသောရန်ကုန်မြို့ဘောင်ဒရီလိုင်း၏အလဲခန်းရှိကျဲဝန်းသောခြံကြီးတစ်ချမ်း၏အလဲ၌အနီရောင်အုတ်ခဲများဖြင့်အကွက်ပေါ်ကဆောက်လုံထားသော တိုက်ရင်ကြီးမှလူနေတိုက်ရင်တစ်လုံးထဲရဲတားကြီးတစ်ခုနှင့်တူလှပြီးရင်းတိုက်ရင်ကြီး၏ရှေ့နှင့်ဘင်းတစ်ဖက်ရှိခြံဝင်းထဲဝယ်တရုတ်စကပင်ကြီးများ ပန်းချုံလွယ်ပင်များကိုလှပစွာစိုက်ထားပြီးတိုက်ဤမြေတစားရှိဆင်ဝင်အောက်သို့ခြံရှိဘဲဘဲတကားပေါင်းနှင့်ညာဘဲတကားပေါင်းတို့မှခင်းထားသောကတ်တရားလမ်းမှကွေးဝိုင်းဝင်လာသောရင်လန်ဤဘေးပညာဝဲအပွင့်နီနီတို့ပွင့်နေသည့်ပုံရိပ်ပန်းမင်းနှန်းကတည်သက်စွာရှိနေပါ၏။တန်နိုင်များဖြင့်ကာယံထားသည့်ခြံဝင်းကြီးတဲသို့လက်ရာဘက်တကားမှ မောင်းဝင်လာသောအော့စတင်ကားနယ်လေးမှာ ဘေးတစ်ဖက်တစ်ချက်ဝဲပုံရိပ်ပန်းမင်းနဲ့တီရှိနေသောကက်တရားခင်းလန်းလေးတိုင်းဘိန်းလိန်ဝင်လာရမှစင်ဝင်ဘော်ဒီကိုအောက်ဝဲညင်ကလေးထိုးရက်သွားလိမ့်ဤကားရက်လေးရက်ချင်းကားနောက်ခန်းတကားကဝင်သွားလျက်ကားထဲမှကေတီတို့ထွက်လိုက်ပြီးသည်နှင့်ရှေကန်းရှိကြောစွာအငုံကြည့်လိုက်ပြီးကဲမောင်လေးဂူတော်နဲ့ကားသွင်းပြီးရင်အိမ်ထဲလာခဲ့ဦးမမရဲ့အကူကြီးဦးငွေဆိုးနဲ့တွေ့ပေဦးမယ်ဟုခိုင်ပြုံပြုံပြောလိုက်ပြီးသည်နှင့်စိန်ဦးအားမျက်မှောင်ကုန်၍ကြည်ရင်က ကဲကိုစိန်ဦးကကားကိုတောင်ဖွင့်ပေးပြီးကားသွင်းထားရမယ့်နေရာပြပေးလိုက်အောင်ပြီးရင်မောင်ကျော်စွာနေဖို့အခန်းရှင်းပေးလိုက်ဟူအမိန်ပေးလိုက်ပြီးဒီနေ့အိမ်ကြီးတဲတို့ဝင်ရောက်သွားတော့၏တိုင်အိမ်ကြီးထဲမှာအေယာမအေကန်းကြီးဆိုဖာဆက်ဒီကြီးဝဲဥငွေစိုးမှာမိမ့်မိန်ကြီးထိုင်လျက်ရှိ၏ဆိုဖာဆက်ဒီကုံများ၏တပေး၌အိမ်ပေါ်မှာလေးမြတ်တဲ့နှင့်မြားနှင်းတို့ညီမမှာခက်ယိုယို ပြန်နေကြပြီးဘရုံမာအင်ဂျီနှင့်စူရတီထမိန်လေးကိုချက်ချက်ရရဝစ်စင်ထားသောတပတ်ရှူစုံထဲဝဲနှင်းစီပန်းတပွင့်ကိုလှပစွာပန်းစင်ထားသည့်မစ်ချိုလီတူးမှာဥငွေဆိုးရှိရှိစတီဝဲထိုင်လျက်သားရှိနေသည်ကို တွေ့ရ၏သူမ၏နဘေးကျမ်းမြင်ဝဲတရေတတာတလုံးကိုလည်းတွေ့လိုက်ရသဖြင့်ကေတီတို့မှာအံ့ဩသွားပြီးအကိုကြီးသူကဘယ်သူလဲဟူအံ့ဩနားမလဲသည့်မျက်ဝန်းနှင်းမေးလိုက်ရာဥငွေဆိုးကသဘောကျစွာပြုံးလိုက်ပြီး မြန်မာလေးကေတီရေသူနာမည်ကသူစာလို့ခေါ်တယ်ဇာတိကတော့ရှမ်းပြည်နယ်ဘက်ကပဲဒီအိမ်မှာသမီးချက်တောင်ဝင်ထမ်းဆောင်မှု အကူကြီးဒီနေ့ညနေမှာပဲခံထားလိုက်တဲ့မိန်းကလေးပေါ့ဟိုပြောလိုက်ရာကေတီတို့ကအဆိုပါတကူမှဝင်ထိုင်လိုက်ရင်အော်ဒီကညီမငယ်ကမမကေတီတို့အိမ်မှာအလုပ်ဝင်မဲ့သူကိုဟုတ်သူစားအားအကဲခတ်ကြီးလေးရဲ့နှုတ်ခွန်းဆက်အတိမှန်ပြုသလိုပြောလိုက်ပြီး အကူဖြစ်သူပဲသူလှဲကား မြမကသူ့ကိုဆွေမျိုးသားချင်းတွေကဧည့်သည်ရောက်လာတာလို့ထင်မိတာကိုကြီးရဲ့အင်းတိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေပြီကိုကြီးကဟိုရီကကလေးမကိုထမင်းကျဲဖြစ်ဒီနေ့ခံထားလိုက်သလိုမြမလေးကလည်းမောင်ကျော်စွာဆိုတဲ့တငယ်ကူဒီနေ့ပဲဒရိုင်ဘာဖြစ်ခံထားလိုက်ပြီကိုကြီးဟူဆိုကကျော်စွာနဲ့စုံစည်းကြရပုံကိုစီကဘကုံပြောပြလိုက်လေရာသူမ၏စကားဆုံးဝယ်ဥဝေစုကတမ်းမတစ်ချဲချလိုက်ပြီးအေးွယ်အေးအေး ငါညီမလေးအပြင်တွေပါလေသွားတဲ့အခါအာကိုလောက်တဲ့ driver နဲ့သွားတော့အကူကြီးစိတ်ချရတာပေါ့စိတ်လဲအေးရတာပေါ့ဟုတ်တယ်အကူကြီးရဲ့ဒီကညီမရောက်လာတော့လဲအိမ်သမီးအိမ်ကိုကောင်းကောင်းစားရတာပေါ့တော်ကြော့ဝေဖန်ပြန်သွားကလေးကဟိုတယ်လို့ဆိုင်လို့ကဟင်းတွေကြီးဝဲဝဲစားနေရတာညီမဖြစ်ညီငွေလှပြီကိုကြီးရဲ့ဟိုပြုံးလေးရဲ့ပြောလိုက်သည်တွင်ဥငွေစိုးလဲဂျေနဲ့စွာပြုံးလိုက်ပြီးကဲသူစားရီ သူစာရောက်လာတာကိုကျုံရဲ့ညီမကသဘောကျနေပြီဒီနေ့ညစာတော့ရှိပါသေးတော့မနေ့ပြန်မနေ့ကစားပြီးသူစာရဲ့ဟင်းချက်လက်ရာဆွမ်းကိုပြလိုက်ပြီးတော့ဟူခက်ရွှင်ရွှင်ပြောလိုက်ပြီးဒီနေ့အိမ်ပေါ်မာလေးများပဲသူလှဲကကဲညာနေ့တို့ညီမကလည်းသူစာကိုမိဖို့ကြောင်းမှာကူညီလောက်ကင်ပေးကြမင်းတို့ရဲ့အခန်းကြီးကအခန်းကိုရှင်းပြီးသူစားကိုနေထိုင်မှုအစီအစဉ်ပေးလိုက်ကြ။ဟုတ်အမိန်ပေးလိုက်လေ။ ထိုနောက်အိမ်ပေါ်မှာလေးနှစ်ဦးကသူစားရေးအဝိသတာကိုကူဆွဲလိုက်ပြီးဦးဆောင်တဲ့နောက်ဖေးဆောင်ဘက်သို့ခေါ်သွားနေတော့ဤဒါနဲ့ညီမလေးကီဒီခေါ်လာတဲ့ဒရိုင်ဘာအစ်မောင်ကျော်စွာဆိုတာဦးမင်းမြန်လိုက်စင်မှာပဲအိမ်ရှိတကောင်းဝါမနေ၍ကျော်စွာကလမ်းလျှောက်ဝင်လာရာကီဒီတို့ကပြုံးလိုက်ပြီးကဲအဲ့ဒါပါပဲမောင်ကျော်စွာဆိုတာဦးငွေစိုးကကျော်စွာကိုကဲခတ်တယ်လို့ကြည်လိုက်ပြီးအေးဒီနေ့ရောက်လာတဲ့ထမင်းကျင်းတဲ့ဒရိုင်ဘာကတော့ သူတို့လုံးမဲ့အလုပ်တွေနဲ့မထိုက်တန်အောင်ကိုဥပဒေရုပ်တွေကကောင်းကြပါပဲရဲ့ခုမှတ်ချက်ပြုလိုက်နေတော့ဤအရင်ကအိမ်ကြီးကြီးဟူခေါ်လိရှိသော boundary လမ်းမှစိန်မိုးရန်ဆန်အိမ်ကြီးမှမိသားစုများမှသူစားရောက်ရှိလာသည်နေဤနောက်နေမှစပြီးလွန်စွာအရသာရှိ၍ဖွဲ့ဖွဲ့ရရာဟင်းရမျိုးစုံတို့ကို နေစဉ်စားတော့ရသဖြင့်များစွာကျင်းနဲ့တင်းတင်းသွားကြလေဤသူစားသည်တရုတ်စားစားအိန္ဒိယအစားစားမှစား၍ အနောက်တိုင်းအစအစာမျိုးစုံကိုကျွမ်းကျင်စွာချက်ပြုတ်ဖန်တီးတတ်သူလေးဖြစ်၏မြမဟင်းရများကိုလည်းတဏီတမျိုးမယိုးရမထက်ရအောင်အစတဲ့စွာချက်ပြုတ်တတ်သူဖြစ်၏ထို့ကြောင့်လည်းဥငွေစိုးတို့အတွက်ရခိုင်ထမင်းကျဲအမျိုးသမီးကြီးထက်ပင်များစွာစိတ်တိုင်းကြသလို ဖြစ်သွားလေတော်၏စိန်မိုးရန်မိသားစု အစဉ်ဆက်မှမိုးကုန်ဒေသဇာတိဖြစ်ပြီးအထက်မြမပြည်အားအင်္ဂလိပ်နယ်ချဲတို့အသိမ်းပိုက်ပြီးနောက်ကျောင်းမြေရတနာတူဖော်ခြင်းလုပ်ငန်းကို တွင်တူဆက်ပြုံးသေးဆက်ကြီးများဖြင့်ကြီးကျယ်စွာပြုလုပ်ခဲ့သောဗီဒီရှားအရင်ရှင်ပိုင်းဘာမာရူဘီမိုင်းကုမ္ပဏီနှင့်အပြိုင်ကြောင်းမြေရတနာတူပေါ်ခြင်းလုပ်ငန်းကို လိုင်စင်ဖြင့်လုံခြုံခဲ့သော တွင်စားမျိုးနွယ်များဖြစ်၏ငွေစုမှာညီကိုမောင်နှမ၃ယောက်ရှိပြီး၎င်းကအကူကြီးဆုံးလူပြိုကြီးဖြစ်ကာ၎င်း၏အောက်ဝဲဥငွေတို့ဟူသောညီတယောက်ရှိ၏ဥငွေတို့အောက်ဝဲညီမအပြိုကြီးကေတီတို့ရှိသည်ဖြစ်ရာ သူတို့မောင်နှမ၃ယောက်တွင်ဥငွေတို့တယောက်သာအိမ်အောင်ပြုခဲ့ပြီးမိုးဆွေဟူသောသားတယောက်ရာပြီးနောက်ဇနီးဖြစ်သူနှင်းကွဲသွားကာဥငွေတို့မှလွန်ခဲ့သောနှစ်လခန့်မှစ၍မြည်သည့်နေရာဒေသသို့ထွက်သွားမှမသိပဲတရင်အစနာပင်မရဘဲပျောက်ဆုံးသွားလေလွန်ခဲ့သော၅နှစ်ခန့်တွင်မိဘများကွယ်လွန်သွားပြီးနောက်မိုးကုံရှိစိန်မိုးရန်ကြောင်းမြတ်သူဖော်၏လုပ်ငန်းကိုဥငွေစုကဦးစီးလုပ်ကိုင်ခဲ့ရာညီဖြစ်သူဥငွေတို့က သူ၏လက်ထောက်ဖြင့်လုပ်ငန်းကိုအတူပူးတွဲလုပ်ကိုင်ခဲ့၏။ရင်းတို့လုပ်ကိုင်နေစဉ်မှာပဲဦးငွေတို့မှာအိမ်ဆောင်ရေးပြိုကွဲသွားပြီးနောက်မိုးကုတ်တွင်မနေလိုတော့ဟုဆိုလာသဖြင့်ကြောက်အောင်နေကဇေယျစကားကြီးမှလာတော့ကြောင်းမြေရတနာတို့ပေါ်ခြင်းလုပ်ငန်းကိုရဲဆဲလိုက်ပြီးသူ့ပေါ်လုပ်ကိုင်ခွင့်လိုင်စင်ကိုအစိုးရထံပြန်အပ်ခဲ့ကမိုးကုတ်မှပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။မုံကုံမှမျိုးရိုးစဉ်ဆက်နေထိုင်ခဲ့သောကိုနဝက်ကိုနဝရဆိုင်ကြီးကိုမူ ဒီတိုင်းတော့ခတ်ထားခဲ့ကအဆောင်အဖြစ်လူယုံတူဖြစ်သောကြောင်တွင်းအလုံသမားမှုံကြီးဆိုသူကိုထားရခဲ့ကြောင်းသိရလေ၏ထို့နောက်မှာတော့ဦးငွေစိုးတို့မိသားစုမှမန္တလေးသို့ဆုံဆင်းခဲ့ကြပြီးထို့မှမိုးကုံမြေနှင့်ဝေးတီထဲဝေးရာရန်ကုန်မြို့သို့ပြောင်းရွှေ့အခြေစိုက်ခဲ့ကြကယခု boundary line မှာအင်ကြီးကိုရာဇဝဲဝင်ကြီးတယောက်ထံမှဝယ်ယူလျက်ပြုပြင်မွမ်းမံပြီးစိန်မိုးရန်ဂေဟာဆိုင်ကြီးဖြစ်တည်ရှိစေခဲ့ခြင်းဖြစ်သည်ဟု အိမ်ပေါ်မာလီများထံမှလူစားကြတိခေရ၏ဒါဆိုဦးလင်းဝေစိုးကအခုဘာစီပွားရေးလုံးမမလုပ်ဘူးပေါ့နော်လူစားကပဇွန်ကျော်ကြီးများကိုဒဲအိုးကြီးတလုံးဖြင့်အာရပါရကျော်လျက်ရှိရာနဘေးမှာခွန်ဝိုင်းလေးဝဲကျက်သွန်နှိနေသောမြားနှစ်ကိုမေးလိုက်ရာမြားနှစ်ကကျက်သွန်မှုန်နေသဖြင့်ဆက်တက်တက်ဖြစ်နေသည့်မျက်လုံးလိုကို အင်ကြီးလက်မောင်းစားဖြင့်ပို့တော့လိုက်ရန်ကုန်ရောက်ခရဲကား မကူလန်းမှာစိန်မိုးရန်ကြောင်းမြေကြဒနာအယောင်ဆိုင်ဖွင့်ထားတာလေ။မြားသွားဖြင့်ဆိုင်မှာအန်ဒီလေးကီတီထိုင်နေ။အန်ကယ်ဦးဝေစုကလုပ်ငန်းကိုဖိဖိစီးစီးမလုပ်ဘဲနေတကာခီးထွက်ပြီးပျောက်ဆုံးနေတဲ့သူညီတရင်ကိုစုံစမ်းလိုက်ရန်ကုန်ပြန်ရောက်ရင်လဲတဟာရကလတ်တို့ဘကူကလတ်တို့မှာဘီယာသွားတောင်းလိုက်ဘီလီရထိုးပြီးအချိန်ဖြုံးလိုက်တာလုပ်နေတာပါပဲ။ဟူပြောပြနေစင်မှာပဲမိဘကန်းတဲ့သူမောင်မိုးဆွေသည်မယောင်မလဲပုံစံဖြင့်ဝင်လာသည်ကို သူစာကတွေ့လိုက်ရ၏။ မိုးဆွေသည် သူစားကိုခပ်ပြုံးပြုံးကြည့်လိုက်ဒဲအိုးထဲမှာနီးရဲစားပြူလာပြီဖြစ်သောပဇွန်ကြော်ကြီးများကိုရှာသိမ့်ကကြည့်လိုက်လို့နေရမှပဇွန်ကြော်ကြီးများကိုလက်ညှိုးပြင်ထိုးပြရင်းဟိုကျွန်းကျွန်းတော်စားကျင်လို့ပါတကောင်လောက်ကျွေးပါလားဟုတောင်းဆိုလေရာသူစားကပြုံးလိုက်ပြီးတန်ရောင်းမှာဖြင့်ပဇွန်ကြော်သုံးလေးကောင်ကိုဆယ်ယူလိုက်ပြီးကျွေးပကံများငယ်တစ်ချက်ထဲတို့ထည့်လိုက်ရော့ပူသေးတယ်နော်ခဏနေမှစားရှာလဲကြက်သွားအောင်မယ် မိုးဆွေမှာလွန်စွာသဘောကျသွားဟန်ဖြင့်အာရပါရပြုံးလိုက်ပြီးဟုတ်ဟုဆိုကပဇွန်ကျော်ပကံကိုယူလျက်အရှိဘဲသို့ထွက်သွားလေတော့သည်မြန်းနှင်းကမျက်မှောင်လေးကုတ်ခါမမသူစာကလည်းပဇွန်ကျော်တကောင်လောက်ပေးလိုက်ပြီးတော့သုံးလေးကောင်တော့ပေးလိုက်ရတယ်လို့နောက်ဆိုအစင်လာဖြစ်သွားမှာတကောင်နဲ့ပေးယူမှာမဟုတ်တော့ဘူးသူစာကပြုံးလိုက်ပြီးတနာပါတယ်မြန်းနှင်းရေစားပါစီ တကယ်တော့ဒီမိသားစုရဲ့စီစဉ်ချမ်းသာကြွယ်ဝမှုသုံးပုံတစ်ပုံကိုသူခံစားခွင့်ရှိပါတယ်ကွယ်ဒီတော့သူ့အတွက်ရပိုင်ခွင့်ရှိတဲ့ဒီရင်ကြီးမှာသူစားလို့ရစားပါစေစိတ်ချမ်းသာပါစေဆိုတဲ့စေတနာနဲ့မမသူစာကကြွေးတာပါဟုတ်လေတန်အေးအေးဖြင့်ရှင်းပြလေဟုတ်ပါတယ်လေမောင်မိုးဆွေလေးရဲ့ဘဝကတကယ်တော့တနာစရာပါသူ့အမိကတော်တော်လေတယ်လို့ကြားဘူးတယ်မမရဲ့ပြီးတော့တော်တော်လေးလဲလှတယ်ချောတယ်တဲ့ ိမ်လိုချိုးလိုလဲအိမ်အောင်ရှိတာတောင်မိုးကုန်မာနေတော့ယောက်ျားတွေဝိုင်းဝိုင်းလည်နေတယ်လို့ဒေါ်ကျော်ဝေကပြောပြဘူးတယ်ဒေါ်ကျော်ဝေကဥဝေစိုးတို့မိသားစုကိုမိုးကုန်မာနေစဉ်ကလေးကထမင်းချက်လှုပ်လာတာအခုမှဖန်ဟန်က သူသမီးနာတာရှိနေမကောင်းဖြစ်လို့အလုတ်ကထွက်ပြီးပြန်သွားတာဒေါ်ကျော်ဝေရဲ့ပြောပြချက်အရဆိုရင်တော့မောင်မိုးဆိုရဲ့အဖေဟာ ယူအေးတလောက်သူ့အမေကအတော်လဲပြီးတော်တော်လေးရှုပ်တယ်တဲ့အဲ့ဒါကြောင့်သူတို့လည်းမရောက်ကိုရတာတဲ့ အင်းဘာပဲဖြစ်ဖြစ်မောင်မိုးဆွေလေးကတော့တနာစရာပါပဲမမရဲ့ခုဆိုသူ့အဖေကလည်းဘယ်ရောက်လို့ရောက်ပြောင်းနေမှန်းမသိတော့ဘူးဦးမြနှင်းကညင်းညူညူလေးပြောလိုက်ရာသူစားမှလည်းမျက်မှောင်လေးကုန်လျက်စုံတရားကိုလေးနဲ့စွာတွေးတော့ရင်တက်ပြင်းမောကိုမသိမသာချလိုက်လေအခန်းလေးတညံနေကင်းဝဲသူစားသည်ညံနေစားတွေ့ဟင်းရများကိုညာတန်းအားနှွှိခိုင်းထားပြီးမြနှင်းကိုတော့ထမင်းပွဲပြင်ဆင်ခိုင်းထားလိုက်၏ ူမကမိဘကန်းထဲမှထွက်ခါအိမ်ရှိပန်းကြံထဲရှိတစ်သားခုံနှန်းနေရာလေးမှာထိုင်လျက်အပန်းဖြေရင်းကဤအင်းကြီးအရှင်သခင်တူဖြစ်သောဦးငွေစိုး၏အကြောင်းကိုတွေးတော်နေမိ၏ဦးငွေစိုးမှာချမ်းသာသောမိသားစုမျိုးနွယ်မှဆင်းသက်လာသူဖြစ်ပြီးကျောင်းပညာကိုလည်းဆယ်တန်းထိသင်ကြားဘူးသူဖြစ်သလိုသူဤဝေစားသွားလာနေထိုင်ပုံကခံ냐ထဲဝါပြီးလူကုန်ထံတို့ဤဟန်ပန်ပြေးဝါရှိသူဖြစ်၏ သူသည်တခါတရံဘန်ကောက်လုံးကြီးပိုးအင်ကြီးကိုဝစ်စင်ကခေါင်းပေါင်းကိုအကြာနာပေါင်းလျက်လက်ထဲဝဲချယ်ရီသားဒုံကောက်ကိုကင်ကမြမဆန်းဆန်းဝစ်စားသွားလာတတ်သလိုတခါတရံမူနက်တိုင်းမအစကုတ်အင်ကြီးပေါင်းမီရှင်ရှူဖနာတို့ကိုသေးသက်စွာအနောက်တိုင်းသားပူဆန်းဆန်းဝစ်စားသွားလာတတ်သူဖြစ်၏သူသည်နေစဉ်လိုလိုအပြင်သို့ထွက်လေရှိပြီးသူသွားလာသည့်ခါလန်ချာမြင်းလေးတို့ဖြင့်သွားလာတတ်ပြီး ညနေပဲအိမ်သို့ပြန်လာလင်တော့များသောအားဖြင့်ဘီယာတော်၎င်းစကော့ဝီစကီတော်၎င်းတောက်စားလာပြီးအတန်ငယ်မူလာလေးရှိ၏သူသည်ဘီယာအရေးစားသည်တို့တောက်စားခြင်းမပြုသည့်အခါများတွင်ဩဇာတန်ပါပါဖြင့်စကားကိုတည်တည်တန့်တန့်လူကြီးလူကောင်းပီးသားခံကြစွာ ပြောလေးရှိပြီးစကားကိုလူသည်ထဲပို့ပြီးလဲပြောလေးမရှိပေသို့သော အတန်ငယ်ထွေလာလင်တော့စကားကိုခက်ရွှင်ရွှင်ခံများများပြောလေးရှိကများသောအားဖြင့် ပျောက်ခြင်းမလားပျောက်ဆုံးနေသောညီဖြစ်သူဦးငွေတို့၏အကြောင်းကိုစိတ်ထိခိုက်ခံစားစွာ ပြောဆိုတတ်သူဖြစ်၏။ဦးငွေစိုးမှလူဖြစ်သူမောင်မိုးစွေကိုလွန်စွာမှချစ်ခင်ပြီးသူနန္ဒတိုင်းရွှေတုံဖျားသူ၎င်းကံတော်ကြီးဘက်သူ၎င်းလမ်းလျှောက်ထွက်လျင်မောင်မိုးစွေကို ခေါ်သွားလေးရှိ၏။သူသာသည်ဦးငွေစိုးအကြောင်းကိုစဉ်းစားနေရမှကြော်စွာဟူသောဒရိုင်ဘာလူလင်းအကြောင်းကိုလည်းတွေးမိလိုက်သည်၏။ အင်းကြော်စွာကြော်စွာနာမည်ကစည်းတလောက်လူကဘုံဝင်မြင့်မဲ့ပုံပဲသူရဲ့ဥပရိယုတ်ကမဆိုးလှပေမဲ့သူကြည်ရတာတလောကလုံးမှာမမကေတီတို့တယောက်ပဲမိမရဲ့လူရှိတယ်ထင်နေသလားမသိဘူးမမကေတီတို့သွားရကားနဲ့လိုက်ပို့လိုက်ကြူရတယ်လို့မမခိုင်းစီသမျှကိုပဲဂယူးပြူလောက်ကိုင်းပေးနေလောကကြီးကိုမေ့နေပုံရတယ်ငါနဲ့နှစ်ကြိမ်သုံးကြိမ်ပြူဘူးယုံကလွဲလို့တယောက်နဲ့တယောက်ရင်းနှီးစရာအကြောင်းမရှိလို့ပဲလားမသိဘူး ငါ့ကိုဘာတိဘာသာပဲနေတယ်။အများကပြောကြတာကတော့ငါဟာတွေ့မြင်သမျှယောက်ျားတိုင်းကတတ်မဲ့နှစ်တဲ့ချင်းခံရလောက်အောင်လှပသူတဲ့။အဲ့ဒီငါရဲ့အလှကုံဟာကြော်စွာဆိုတဲ့သူနဲ့တော့လုံးဝကိုပတ်သက်ပုံမပေါ်ဘူး။သူဟာငါ့ကိုလုံးဝကယူမဆိုင်တယ်လို့ခက်ဒီဒီနဲ့ဆက်ဆန်တယ်။အင်းဒါလည်းကောင်းပါလေနီ။ဒါမှဒီအိမ်မှာငါ့အတွက်မလိုလားအပ်တဲ့ရန်တရန်ရှင်းမှာ။ အရေးကြီးတာကတနေ့မှငါဒီအိမ်ကိုရောက်လာရတဲ့ရည်ရွယ်ချက်အထမြောက်အောင်မြင်လာဖို့ပါပဲငါဟာငါဆရာကြီးရဲ့သင်ကြားမှုကြောင့်လောကီအတတ်ပညာမျိုးစုံကိုတိုက်ကျွမ်းခဲ့ရတာအဲ့ဒီအတတ်ပညာတွေကတခုဖြစ်တဲ့အချက်ပြုတ်ပညာနဲ့ဒီစိန်မိုးရန်ဆိုင်ကြီးတွေကအတွင်းမူဖြစ်ဝင်ခွင့်ရလာခဲ့တယ်။ငါရဲ့အတတ်ပညာတခုဖြစ်တဲ့လူတယောက်ပါဇက်လှုပ်တာကိုအဝေးကနေကြည့်လိုက်ုံနဲ့သူဘာစကားပြောတယ်ဆိုတာကိုအတိတ်ပဲဖော်လို့ရတဲ့ဤပညာနဲ့ ဦးငွေစိုးထမင်းဆိုင်မှာဟင်းမှားတယ်လို့ငါလဲသူမှားတဲ့လိတ်သေးစီပြန်ဟင်းပေးပါလို့ပြောလိုက်ခဲကငါကိုသူအမှတ်အမှတ်ထင်ထင်ဖြစ်သွားတယ်။အဲ့လိုနီးပညာနဲ့ငါဟာဒီအိမ်ကြီးရဲ့ရောက်အောင်ကြံစီခဲ့တာပဲ။ရေကြီးတာကငါရဲ့ရွယ်ချက်တနေ့မှာထားမြောင်းအောင်မြင်ရမယ်။သူစားမှာခုံတန်းလျားထက်ဝဲထိုင်ရင်အတွေးရင်ကြောတွင်မျောလျက်ရှိနေစဉ်ခြံဝါးနှာရေထလုံးတစ်စီးရောက်လာပြီးရက်တန့်သွားလေ။ ရထလုံးထဲမှာကဝင်းကြီးနှင့်တကလတ်ပေါင်းမိရှိပေါပွားကိုဝှစ်ဆင်ထားသောဥငွေစိုးဆင်းလာသည်ကိုတွေ့ရ၏ဥငွေစိုးသည်ခြံထဲဝင်လာရင်းမှတိုက်ရှိပန်းညံထဲဝဲထိုင်နေသောသူစားကိုတွေ့သွားသည်နှင့်အိမ်စီသို့မသွားတော့ဘဲသူမရှိရာရှောင်လာလေ၏ဥငွေစိုး၏မျက်နှာကအနှဲငယ်ရင်းနေသဖြင့်ရမကာမှီဝဲလာကြောင်းသူစားရိတ်မှီလာ၏သူစားပြင်းနေပြီလားဟုဥငွေစိုးကခက်လေးလေးတန်ဖြင့်မေးလိုက်ရာသူစားကအသာအယာပြုံးပြလိုက်ပြီး အပြင်းမှာဘူးဦးလေးရဲ့ညနေစာတွဲမြားနှင်းတို့ညီမကိုပြင်ဆင်ခိုင်းထားပြီးဒီထိုင်ကုန်လေးမှာလာထိုင်ပြီးအပန်းဖြေနေတာပါ။ဦးချွေးတော်တန်ဖြင်းပြောလိုက်ရာဦးငွေစိုးကခုံတန်းလျာနီမတရုပ်စကားပင်အကင်တကင်ကိုကင်ရင်သူစားအားခတ်ဆူးဆူးကြည့်လိုက်ပြီးသူစားသူစားမင်းလေးဟာအင်မတန်တိမ်မွေ့ရင်ကြီးတဲ့မင်းကလေးပဲနော်အချက်ပြုတ်ကျွမ်းကျင်ပြီးမင်းမလည်းပြီးသားတယ်အင်ဒရီတိတ်ခါလည်းရှိတယ်ကြုံတစ်ခုစဉ်းစားမိတာက ကျုပ်ရဲ့ညီလေးသာ သူစားလိုမင်းကလေးမျိုးနဲ့လက်ဆက်ခွင့်ရခဲ့မယ်ဆိုရင်သူဟာအခုလိုဘဝပြတ်သွားရှာမှာမဟုတ်ဘူးအခုတော့တကယ်မိမယုံမျိုးနဲ့လက်ထပ်ခင်မိလို့ကျုပ်ညီလေးရဲ့ဘဝဟာတစားစီပျက်စီးခဲ့ရပြီသူအခုပဲကိုရောက်နေမှန်းအောင်ကျုပ်တို့စုံစမ်းလို့မရဘူးဖြစ်နေတယ်ဟူတလုံးချင်းပြောလိုက်ပြီးဒီနှစ်ခုံတန်းထရားပေါ်ဝဲလေးလေးပင်ပင်ကြီးထိုင်ချလိုက်ရာ သူစားလဲခုံတန်းထရားအစွန်သို့အနှဲငယ်တိုးပေးလိုက်ရ၏ သူစားကရည်ဝေသောမျက်လုံးများဖြင့်ဦးငွေစိုးအားအကဲခတ်ကြည့်လိုက်ပြီးနောက်ဦးပြောတဲ့အမျိုးသမီးကမောင်မိုးစုရဲ့မိခင်ကိုဆူလိုလိုက်တာလားဟုတ်တယ်သူစားသူ့နာမည်ကစပယ်မြိုင်နဲ့အတော်လှတဲ့မိန်ကလေးပါပဲစပယ်မြိုင်နဲ့ကြုံညီငွေတို့တို့စုံစည်းကြရပုံကလည်းအတော်လေးဆန်းတယ်စိတ်ဝင်စားရင်ကြုံပြောပြပါမယ်လေဟုတ်စိတ်လူလဲရဆူလိုက်ရငကူကပင်စိန်မိုးရံမိသားစုတွေမှာ ထူဆန်းသောပျောက်ဆုံးလျက်ရှိသောဥငွေတို့ဆိုသည့်အကြောင်းကိုစိတ်ဝင်စားသဖြင့်ဟုတ်ကဲ့စိတ်ဝင်စားပါတယ်ဦးဥငွေတို့ကိုသူစားမမြင်ဘူးပေမဲ့သူအကြောင်းတစုံတစားကိုမြားနှင်းတို့ညီမစီကကြားရတာနဲ့တင်စိတ်ဝင်စားနေမိကြပါရှင်ဦးပြောလိုက်ရာဥငွေစုကသူစားကိုတဲ့တဲ့လှဲကြည့်လိုက်ပြီးကျုံတို့မောင်နှမဟာကိုအိမ်ဝင်နှန်းတွေပေါ်အလုရှင်တဲ့လုံသမားလိုဆက်ဆံလို့စိတ်မရှိကြဘူး ။အားလုံးကိုလည်းဒန်းနူရီလူမိသားစုလိုပဲ စိတ်ထားပြီးဆက်ဆံတတ်ပါတယ်။ဒါကြောင့်ကျုပ်တို့မိသားစုအကြောင်းကိုကျုပ်တို့မိသားစုလိုပဲသဘောထားတဲ့အိမ်ကအလို့သမားတွေကို ပြောပြမိတတ်တယ်။တခါတလေမှလည်းသူတို့စီကအကြံဉာဏ်တောင်ယူရပါတယ်လေ။ဒါကြောင့်လဲမြားနှင်းတို့ညီမတွေကကြုံညီငွေတို့အကြောင်းကိုသိနေကြတာပေါ့ခုလဲသူစားကိုမိသားစုလိုသဘောထားပြီးကြုံပြောပြမှာပါသူစားကိုကြည်ရတာဉာဏ်ပညာထက်မြက်ပုံလဲရတော့ ကျုပ်ရဲ့ညီတွဲအကြံဉာဏ်ကောင်းများပေးနိုင်အောင်လဲသူ့အကြောင်းကိုခရီးစည်းတွင်ကြပြောပြခြင်းမာတယ်ဟုပြောလိုက်ခါထိုင်ရမထားလိုက်ပြီးနောက်ကဲလာသူစားတခါမှမရောက်ဘူးသေးတဲ့အိမ်ပေါ်တတ်ကစာကြည့်ခန်းကြီးတဲကိုလိုက်ခဲ့အဲ့ဒီမှာငွေတို့ရဲ့တပ်ပုံရှိတယ်သူစားလိုက်ကြည့်လဲပါပြီးရင်ကျုပ်သူ့အကြောင်းကိုပြောပြပါမယ်ဟုပြောပြီးဦးငွေစိုးကအိမ်ဘက်စီသို့လှမ်းလျှောက်သွားရာသူစားမှာစုံတရားစောတကညင်းပယ်ရန်အခွင့်ရမရပဲ ထိုင်နေရာမှာထားလျက်ဥငွေစိုးသွားရာနောက်သို့လိုက်ပါသွားရတော့၏တကယ်တော့ဥငွေစိုးညနေတိုင်းဘီယာအရေးစသည်တို့တောက်ပြီးပြန်လာလေးရှိတော့လေသူဤလူကြီးလူကြီးလူကောင်းဆန်သောအနေထားကိုမပြည့်ရင်းရအောင်တတိဖြင့်ထိမ့်သိမ့်တတ်သူဖြစ်၏သူဤဂုံတိတ်ခါကိုလေးစားမိသောသူစားသည် သူဤဖိတ်ခေါ်မှုကိုညင်းဆန်ခြင်းမပြုတော့ဘဲအသာတကြီးပင်လိုက်ပါသွားတော့၏ ဤစိန်မှုရန်ဆိုင်ကြီးတို့ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့သည်မှာ15ရက်ခန့်ရှိပြီဖြစ်တော်လဲဤအိမ်ကြီးအိမ်ဘော်ဒတ်တို့တစ်ခေါက်မျှရောက်ကူးခြင်းမရှိသောသူစားမှာခန္ဓာထဲဝါသောအိမ်ဘော်ဒတ်တို့ရောက်ရှိသွားသည့်အခါလွန်စွာအံ့ဩသဘောကျသွား၏အိမ်ဘော်ဒတ်မှာကြေပြောလှပြီးကြံငင်းအလုံးကိုကော်စော့အစိမ့်ခင်ထား၏အခမ်းများခန်းစည်းလိုက်ကများမှာဖက်ဖူးရောင်များဖြစ်က မဟာဆန်ဆန်ခင်းချင်းပြင်ဆင်ထားသည့် အိမ်ပေါ်ဓာကြီးတစ်ခုလုံးမှာမျက်စိအေးဖွယ်စိမ်းများလန်းဆန်းနေသလိုခံစားရ၏။ဦးငွေစိုးကကော်စောအစင်ခင်းထားသောစင်ကြံလန်းကူမတစ်ဆင့်လုံစွာကျဲဝန်းပြီးလေဝင်လေထွက်ကောင်းသောအခန်းကြီးတစ်ခုထဲသို့ဝင်သွားရာသူစားကလည်းစိတ်ငြိမ်စွာလိုက်ပါလိုသွား၏။အခန်းကြီး၏နံရံတို့ဝယ်စာအုပ်ဗီဒီယိုကြီးများခံရထဲဝါစွာရှိနေပြီးရင်းစာကြီးကန်းကြီးအလယ်၌ဆိုဖာစတီကုံများထားရာဦးငွေစိုးကဆိုဖာစတီကုံတစ်ခုဝယ်ဝင်ထိုင်လိုက်ပြီး သူစာအဲ့ဒီမှာထိုင်မှာဟူဆိုကသူနှင်းမြင်တဲ့ရှင်ဆိုင်ရှိဆိုဖာစတီတွင်ထိုင်ရန်လက်ဖြင့်ညွန်ပြလေ၏ထို့နောက်မနီမဝေးနိုင်ရန်ထဲမှပန်းကနုံပေါင်းကိုဓာတ်ပုံကြီးတစ်ပုံကိုလက်ညှိုးဖြင့်ညွန်ပြလျက်အဲ့ဒီဓာတ်ပုံတွေကလူကျုံရဲ့ညီငွေတိုးပါပဲသူအိမ်တော်မပြုတ်ခင်အသက်35နှစ်လောက်ကရိုက်ထားခဲ့တဲ့ဓာတ်ပုံပါဟုပြောလိုက်ရာသူစားလဲနိုင်ရန်ထက်မှဥငွေတို့ဓာတ်ပုံကိုစိတ်ဝင်စားစွာစူးစိုက်ကြည့်လိုက်၏ ဦးငွေတို့၏အသက်35နှစ်ခန့်ကပုံမှာအတော်အတန်နှုတ်ပြတော်လဲရုပ်ရည်လက္ခဏာကမူဦးငွေစိုးနှင့်အတော်ခြားနာကြောင်းတွေ့ရလေ၏ဦးငွေစိုး၏ရုပ်သွေးမှာထက်မြက်ရဲရင်ကဉာဏ်ပညာကြီးမားသူ၏ရုပ်ဆင်းသဏ္ဍာန်မျိုးဖြစ်ပြီးဦးငွေတို့၏ရုပ်ဆင်းကမူထုံထုံအေးအေးစရိုက်ရှိသူ၏ရုပ်သွေးမျိုးဟုသူစားကသုံးသပ်တွေးဆလိုက်၏ဦးငွေစိုးကဒန်ဟေးစီဒန်ဝဲဆေးဖြစ်ပြီးမိကြီးကဖွာရှိုက်လိုက်ရင်မှ ကျုံကြီးရဲ့ဇနီးဟိုမိမယုတ်စပယ်မြိုင်ပုံကိုတော့ကြက်တီတုံးတုံးလို့ဒီရင်ရဲ့ဘယ်နိုင်ရန်မမကိုကတ်မထားတော့ဘူးအင်းသူတို့နှစ်ယောက်ရဲ့ကြံကြံဖန်ဖန်စုံစည်းရမုံကဆန်းတယ်လို့အဲ့ဒီလိုစုံစည်းခဲ့ရတာဟာလေကျုံရဲ့ညီဘဝပြက်စီခဲ့တာပေါ့မိန်ကလေးရဲ့ဟုတ်ကဲ့ပါရှင်အပိုင်းနှစ်ကိုဒီမှာပဲညံလာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်း၃မှာပြန်လဲဆုံတွေ့ကြပါမယ်နော်နောက်ဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်